ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကမမော်မြို့မှာရှိတဲ့စစ်ကောင်စီလက်ကျန်စခန်းအားလုံးကိုဒီနေ့ April 25ရက်မနေ့အစောပိုင်းမှာတပြိုင်တည်းထိုးစစ်ဆင်းနေပါတယ်။ KIA ဥဆောင်တဲ့ပူးပေါင်းတပ်ကဒီမနေ့၄နာရီခွဲမှာစတင်ထိုးစစ်ဆင်းခဲ့ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရတာပါ။ဒါအပြင်ဖားကတ်မြို့နယ်အတွင်းစစ်ကောင်စီကထိုးစစ်ဆင်းလာလို့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီအထိနာနေတယ်လို့ဆိုပါတယ်။ ဖားကန့်လန်းမဦးပင်ဒေသမှာမင်းညပိုင်းကစစ်ကောင်စီတပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ခဲ့ပြီးလက်နက်ခဲယံများစွာရရှိခဲ့တယ်လို့စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီကမြေကြီးနာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေရဲ၅စီးနဲ့ဖားကန့်တနိုင်းလန်းအတိုင်းဖားကန့်လန်းဘက်တက်သွားတယ်လို့ဒေသရင်းသတင်းရှင်းမြစ်တွေကပြောပါတယ်။ပြီးတော့အင်းတော်ကြီးတာမခန်းလုံတုံတုံပြင်းဘက်မှာလည်းအင်းအား300ခန့်စစ်ကြောင်းတစ်ကြောင်းနဲ့စစ်ကောင်စီကထိုးစစ်ဆင်နေတယ်လို့သိရပါတယ် ဗမောတိုက်ပွဲနဲ့ဖားကန်လန်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကိုဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါရရှင်။